တ်မိုးကွင်းမှာဘန်လီကိုအနိုင်ကစားကနိုင်ပွဲဆက်အောင်မဲ့ Chelsea အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုစိုင်းအေ Chelsea လာ YouTube Channel နဲ့ Facebook Page ကနေအပြာရောညီကိုတွေအားလုံးနေတွေ့စွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပတ်သွားမယ့်အကြောင်းအရာလေးကတော့မနေ့ဖြန်ညမြန်မာစံတော်ချိန်9:00နာရီမှာ Premier League ပွဲစဉ်စနေအဖြစ်တမိုးကွင်းကြီးထဲမှာရှင်ပြန်ကစားသွားကြတော့မယ့်ဘန်လီတင်းနဲ့ Chelsea တင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်လေးပဲဖြစ်ပါတယ်အချိန်ကာလတစ်ခုတည်းဝင်ရောက်လာခဲ့တဲ့နိုင်ငံတကာပွဲစဉ်တွေကြောင်းကျွန်တော်တို့ချိရတဲ့ Chelsea တင်းရဲ့ပွဲစဉ်တွေ ကိုမကြည့်ရှုရတဲ့အတွက်ကျွန်တော်အပါဝင်ညီကိုရီအားလုံးတို့အနေနဲ့ကလည်းတင်းညီဝင်နေကြမယ်လို့ထင်ပါတယ်။အခုခါမှာတော့နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးသွားခဲ့ပြီဖြစ်တာကြောင့်ချဲစီတင်းရဲ့ပွဲစဉ်တွေကိုရင်ခုန်ဆက်လို့ရှားစွာနဲ့အပြေအဝါကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။နောက်ထပ်ညမြန်မာစံတော်ချိန်9နာရီမှာဘန်လီတင်းရဲ့အိမ်ဝင်းဖြစ်တဲ့တက်ငိုကွင်းကိုချဲစီတင်းကပရီးမီးယားလိဂ်စနစ်အဖြစ်အဝေးကွင်းမှာတွားရောက်ရှင်ပြန်ကစားတော့ကြရတော့မှာပဲဖြစ်ပါတယ်။ချဲစီတင်းဟာနိုင်ငံတကာပွဲစဉ်မတိုင်ခင်နောက်ဆုံးကစားခဲ့တဲ့ဝူဗာဟန်ဒန်အသင်းကိုခြေစွမ်းအသာဂိုးပြန်နဲ့အနိုင်ရရှိခဲ့တာ ကြောင့်ခြေစည်းကစားသမားတွေရဲ့မန္တလေးဒီပိုင်းကလည်းမြင့်တက်နေမှာအသေးကြပင်ဖြစ်သလိုနိုင်ငံတကာအပေါ်ရဲ့သွားမကစားရတဲ့ကစားသမားတွေအပြင်ဒဏ်ရာရနေတဲ့ကစားသမားအချို့ကလည်းပြန်လည်ပါဝင်လာနိုင်တော့မှာဖြစ်တာတွေကြောင့်မနေ့ကဗန်လီနဲ့ပွဲစဉ်ဟာခြေစည်းတင်းဟာနိုင်ပွဲဆက်ကအနိုင်၃မှတ်ကိုရယူဖို့အပြေးအဝါပြင်ဆင်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့လာမယ့်ကြားရဲ့အိမ်ဝင်းမှာချန်ပီယံလိပွဲစဉ်ဖြစ်ဧကန်ကစားမယ့်ဘာစီလိုနာပင်းနဲ့အပွဲအတွက်အချိန်ဝန်ကောင်းကိုဆက်လက်ရယူနိုင်ဖို့အတွက်မနေ့ပြန်ပွဲကိုခြေစည်းကစားသမားတွေအနေနဲ့ကတေချာပေါ့နိုင်ကစားဖို့ကြိုးစားလာကြမှာတေချာလို့ပဲဖြစ်ပါတယ်။တစ်ဖက် အင်ရှင်ဖန်လီအသင်းကတော့ဒီနေ့ရာသီမှာမှတန်းတက်လာတဲ့အသင်းသင်းဖြစ်တယ်လို့လက်ရှိပွဲစဉ်စီကအစင်းစကုပ်မှာယက်တီနေတဲ့အသင်းသင်းလည်းဖြစ်ပြင်ပြန်ပါတယ်။ဖန်လီအသင်းရဲ့နောက်ဆုံးကစားထားခဲ့တဲ့6ပွဲမှာ4ပွဲရှုံး2ပွဲနိုင်ဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားခဲ့ပေမဲ့လည်းအသင်းကြီးတွေနဲ့တွေ့ရင်အကောင်းဆုံးခံကစားနိုင်တဲ့အသင်းသင်းဖြစ်တာကိုတော့ချဲစည်းသင်းအနေနဲ့သတိပြုထားမှရပါမယ်။လူစင်းထုတ်ပုံနဲ့ကစားပုံကိုပြောခင်မှာဒီနှစ်သင်းရဲ့ထိတဲ့တွေ့ဆုံမှုနဲ့အချက်လက်တွေကိုကြည့်ရမယ်ဆိုရင်နှစ်သင်းပေါင်းတွေ့ဆုံမှု16ကြိမ်တည်းရှိထားခဲ့ပြီးချဲစည်းသင်းက10ကြိမ်နိုင်ရရှိထားကဖန်လီသင်းကတော့2ကြိမ် ာနိုင်ရရှိတာပြီးတရေ9ကြိမ်ထွက်ပေါ်ထားခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးတွေ့ဆုံထားတဲ့6ကြိမ်ကိုကြည့်မယ်ဆိုရင်လည်းချဲစည်းတင်းက4ကြိမ်ထိအနိုင်ရရှိတာပြီးတရေ9ကြိမ်ထွက်ပေါ်ထားသလိုလက်ရှိကစားသမားအစုဖွဲ့ရကောရလက်ပိုင်းတွေရပါချဲစည်းတင်းကအဖက်ဖက်ကအတားရနေတာကိုမြင်တွေ့ထားရပါတယ်။ဆက်လက်ပြီးလူစင်းထုတ်ပုံကိုပြောရမယ်ဆိုရင်ချဲစည်းတင်းဟာသူတို့ရဲ့ပုံမှန်ကစားနေကွာဖြစ်တဲ့၄နှစ်၃တေပုံစံကိုပဲအသုံးပြုလာကရောဘတ်ဆန်ချက်ဖိုဖာနာချာလော်ဘာကူကူရဲလာဂျိန်ကိုက်စီဒိုအန်ဇိုဖာနန်ဒက်ဂျာအိုဘက်ထရိုဂါနာ ချို LND လက် NATO တို့အစုဖွဲ့နဲ့ရင်ဆိုင်ကစားလာနိုင်ပါတယ်။အင်ရှင်မန်လီတင်းဘက်ကတော့အတင်းကြီးတွေကိုကစားနေကြပုံစံဖြစ်တဲ့ခန်းစစ်အသားပေးကစားကွက်ဖြစ်တဲ့9-3ပုံစံကိုပဲအသုံးပြုလာနိုင်ပါတယ်။ Chelsea တင်းကမနက်ဖြန်ပွဲစဉ်ကိုနိုင်ပွဲဆက်နိုင်ဖို့အတွက်တေချာပေါင်းနိုင်ရရှိဖို့ကြိုးစားလာမှာဖြစ်တယ်လို့တဖက်အင်ရှင်တင်းဘက်ကလည်းအနိုင်ထက်တည်တမတ်ရရှိဖို့ကြိုးစားလာနိုင်ပါတယ်။ဒါ့အပြင်မန်လီတင်းဟာဒီယာတီမာအတင်းကြီးတွေနဲ့တွေ့ရင်အကောင်းဆုံးပုံစံနဲ့ခန်းစစ်ကို low block mid block ကစားတတ်တဲ့အတင်းတင်းဖြစ်တာကြောင့် Chelsea တင်းရဲ့တိုက်စစ်ကစားသမားတွေအနေနဲ့ကလည်းရလာတဲ့အခွင့်အရေးမှန်သမျှ ကိုအမိရအသုံးချဖို့လိုအပ်တယ်လို့ခြေစည်းခန့်စစ်ကစားသမားတွေနဲ့ဂိုးသမားကလည်းတဖက်အသင်းရဲ့တမ်မန်တိုက်စစ်တွေနဲ့စပ်ပီတွေကိုအမားရင်းနေစွာကစားနိုင်ခဲ့မယ်ဆိုရင်တော့မနက်ဖြန်ပွဲစဉ်ဟာခြေစည်းသင်းတော့ခက်ခဲမယ်ပွဲစဉ်တစ်ပွဲမဟုတ်တာတော့အသေးချာပင်ဖြစ်ပါကြောင်းပြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။ဒီဂိုးတို့တွေအနေနဲ့ကတော့မနက်ဖြန်ပွဲစဉ်မှာခြေစည်းသင်းကအဝေးကွင်းမှာအနိုင်သုံးမှတ်ကိုရယူကအိမ်ပြန်လာနိုင်မလားဆိုတာကိုယ့်ရဲ့အမြင်နဲ့သုံးသက်ချက်လေးတွေကိုအောက်ကကွန်မန့်ပေါက်တဲ့ဝင်ရောက်ဆွေးနွေးရည်သားပေးခဲ့ကြပါအောင်ခင်ဗျ။နေ့စဉ်ခြေစည်းသင်းအကြောင်းအရာတွေနဲ့ပွဲကျူပွဲပြီးသုံးသက်ချက်တွေအချိန်နဲ့တပြေးညီသီးရအောင် တို့ရဲ့ကိုစိုင်းအေချဲစီလိုက် YouTube channel နဲ့ Facebook page လေးကိုလည်း like and follow subscribe လေးလုပ်ပြီးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ